မင်္ဂလာပါခင်ဗျာဆရာဝန်နဲ့လူနာနဲ့ကြားထဲမှာဒီအပြောဆိုအတိုင်ဖောက်ကျွန်တော်တို့မညီခဲ့ဘူးဆိုလို့ရှင်နားလည်မှုအကြီးကြီးတွေလွဲနိုင်ပါတယ်ဒီနားလည်မှုလွဲခြင်းကလူနာအတွက်တော်တော်လေးကိုမှမကောင်းတဲ့နောက်ဆက်တွဲတွေကိုခံစားစေနိုင်တယ်အော်ဒီနေ့ကျွန်တော်တို့ဆွေးနွေးကြမယ်ဆရာဝန်စီကိုစေကမ်းတပ်ပြတဲ့အခါကြလို့ရှင်ကိုယောဂါကိုကျွန်တော်တို့ဘယ်လိုတင်ပြမလဲအော်ဆရာဝန်စီကသိချင်တာမေးချင်တာတွေမှာဘာတွေကျွန်တော်တို့ထည့်ပြီးတော့မေးဖို့လိုအပ်လဲဆိုတဲ့အကြောင်းတွေဒီနေ့ကျွန်တော်တို့တင်ပြမှာဖြစ်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဇယ်လန်သူလို့ခေါ်ပါတယ်ကဲဗီဒီယိုလေးစလိုက်အောင် ဥစားပထမကျွန်တော်တို့ဆရာဝန်ကိုဘယ်လိုတင်ပြမလဲဆိုတဲ့ကိစ္စအကြောင်းဆွေးနွေးမယ်ကျွန်တော်တို့ case presentation ပေါ့ဆိုတော့ဒီ case presentation လောက်တဲ့အခါကျလို့ရှင်တချို့တချို့တော့ဒီမှာနေရနားလိုက်မှုလွဲနေတာဗာလဲဆိုလို့ရှင်ကိုစေကန်းသွားတယ်ဆရာဝန်စီမှာအရှိမထိုင်လိုက်တယ်ဒါနဲ့တန်းတဲ့ဆရာဝန်ကကိုယ့်ကိုကြည့်ပြီးတော့ဘာရောဂါဖြစ်တယ်လို့ကိုယ်ပြောလိုက်မယ်စေးပေးလိုက်မယ်ဒါမျိုးထင်နေကြတဲ့သူတွေများတယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကိုမှတဟာကြုံမှုတယ်။ဘာကြုံမှုလဲဆိုတော့ကိုယ့်စီကိုလူနာကလာတယ်။လာပြီးတော့ကျွန်တော်ဘာဖြစ်လဲလို့မေးတော့လူနာစိတ်ဆိုးပြီးတော့ကျွန်တော်ပြန်ပြောတယ် နေဆောင်မလားနေပါယောဂါဒီမှာပါယောဂါရှိလဲနေနေရှာလေးရှာပြီးတော့ငါ့ကိုဆေးပေးလေးနည်းနည်းလေးကျွန်တော်တို့စိတ်ဆိုးနေတဲ့အသက်ကြီးကြီးအမျိုးသမီးပေါ့ဆိုတော့သူနားမလဲတာပါလဲဆိုတော့ကျွန်တော်တို့အဲ့လိုကြည့်ပြီးတော့သူအထဲထဲကဘာယောဂါဖြစ်နေလဲဆိုတော့တန်းပြီးတော့တအပ်တိတဲ့အစွမ်းအစမရှိဘူးအဲ့လိုသူပြောမှအေးပြောတဲ့ဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကနားထောင်မယ်စဉ်းစားမယ်လိုအပ်တဲ့ကိစ္စကိုစမ်းသပ်မယ်လိုအပ်လို့ရှိရင်ယောဂါရှာဖွေမယ်ဒီနောက်ပိုင်းမှမှသူယောဂါနာမည်တက်မယ်ပေါ့အဲယောဂါနာမည်တက်ပြီးမှလိုအပ်တဲ့ကျွန်တော်တို့စေးတွေပေးမယ်ဒီသဘောတရားဖြစ်တယ် အဲ့တော့ပြောချင်တာကကို့မှာဖြစ်နေတဲ့ပြဿနာလူနာဒီဆရာဝန်ကိုတေချာပြောပြဖို့လိုအပ်တယ်။အဲ့တော့ဘာပြောရမလဲဆိုတော့အဓိကပြောမယ်ကိစ္စသည် chief complaint အဓိကပြဿနာကိုဦးစွာပြောရမယ်။ဆိုတော့တချို့တချို့လူနာတွေဆိုရင်ဘာထင်နေကြလဲဆိုတော့ဆရာဝန်ကိုကိုယ့်ရဲ့အဲယောဂကိုပြောပြရမယ်အခါကျလို့ရှင်သူရဲ့ဟိုဖြစ်ချောင်းငယ်စဉ်ဘဝကလေးကနေပြီးတော့စပြီးဇလန်းကိုရောက်ရှင်ကြည့်တယ်လို့မျိုးအစင်လိုက်ပြောပြရမယ်လို့ထင်နေတယ်။ အဲ့တော့ကျွန်တော်တို့အဓိကပြဿနာကနောက်ဆုံးမှလာမှာဖြစ်တဲ့ကြောင့်မလို့သူကနောက်ဆုံးဇက်သိန်းကမ်းမှပဲသူကဒါကိုထည့်ပြောတယ်။ဆိုရင်အကြလို့ရှိရင်အရေးကြီးတဲ့ point ကလွတ်ပါတတ်တယ်။အဲ့တော့ပြောချင်တာကဟိုအစားအနေစပြီးတော့ဇက်သိန်းကမ်းအထိကိုအစင်လိုက်လာစရာမလိုဘူး။ဘာရင်စပြောရမလဲ။အခုလက်ရှိဖြစ်နေတဲ့အဓိကပြဿနာကိုယ်အဓိကဒုက္ခပေးနေတဲ့ကိစ္စကိုပြောမယ်။တချို့တွေကလည်းလာတဲ့ထိုင်လိုက်တဲ့ထိုင်ပြီးတော့ဘာဖြစ်လဲလို့မေးတော့နေမကောင်းလို့ပြောတယ်။ဆိုတော့နေမကောင်းလို့ပြောတော့လေအဲ့ဒီနေမကောင်းဖြစ်လို့ပဲစေကမ်းလာပြတာလေ။ အဲ့တော့ဘာနေမကောင်းဖြစ်တာလဲဖျားတာလားနာတာလားကျွန်တော်ဝန်ရှော့တာလားချောင်းစိုးတာလားအဲ့တော့ကို့မှာဘာဝေဒနာခံစားရလဲကိုခံစားရတဲ့ဟာကိုအတိအကျပြောဖို့လိုအပ်တယ်အဲ့တော့ဒီ chief complaint မှာကျွန်တော်တို့ကကိုခံစားနေရတဲ့ကိစ္စကိုပြောမယ်အဲ့တော့ဥပမာအဖြစ်အဆိုင်ရောင်းတဲ့သူတယောက်အတွက်ဆိုလို့ရှိရင် chief complaint ကဘိုင်းနာတာပေါ့ဥပမာနှလုံးသွေးကြောကျဉ်နှလုံးဖောက်တဲ့သူအတွက်ဆိုရင် chief complaint ကရင်မအောင်တာပေါ့ဒါပေမဲ့ဥပမာစီးပိုးဝင်တဲ့သူအတွက်ဆိုလို့ရှိရင် chief complaint က စီးပူတဲ့ကျင်တယ်ပေါ့စသဖြင့်အဲ့တော့ကိုဘာဖြစ်လဲဆိုတဲ့အကြောင်းကိုပြောမယ်အဲ့ဒါကဘလို့စားဖြစ်လာတာတဘောဘယ်တော့စားဖြစ်လာတာအခုဖြစ်လာဆိုရင်ဘယ်လောက်ကြာပြီအဲ့တော့စားဖြစ်တဲ့ပုံစံပေါ့နော်ဥပမာအဖြစ်ထိုင်ရင်ထိုင်ရင်လည်းဖြစ်တာလားအသက်ရှူပြင်းပြင်းရှူလိုက်လို့ရှိရင် ဖြစ်တာလားကျွန်တော်တို့အစားစားလိုက်လို့ရှိရင်ဖြစ်တာလားဒါမှမဟုတ်စိတ်လှရှားပြီးနောက်ပိုင်းမှာဖြစ်တာလားဒါကိုပြောမှာပေါ့အဲ့တော့ဖြစ်တဲ့ကိစ္စဘယ်လောက်ကြာပြီအဲ့ကြာပြီဆိုတဲ့ကိစ္စကိုသိလို့ရှိရင်ဒါရေတိုးဖြစ်တဲ့ယောဂါလားရေရှည်ဖြစ်တဲ့ယောဂါလားယောဂါနာမည်ရှာဖို့အတွက်အများကြီးလွယ်ကူတယ် ဒါအပြင်ကျွန်တော်ဘယ်လိုလုံးလိုက်ရင်တက်တာပါလဲပေါ့တချို့တချို့တော့အချိန်နေမှာဘာဆေးတောက်ထားလဲပေါ့နော်အဲ့ဆေးတောက်လိုက်လို့ရှင်တက်တာပါတယ်ကျွန်တော်တို့အစာစားလိုက်လို့ရှင်တက်တာပါတယ်ဒါမှမဟုတ်အစာစားလိုက်လို့ရှင်ပိုဆိုးပါတယ်နေအောင်ခြေထဲထွက်လိုက်တော့ပိုဆိုးပါတယ်တဘောအနားယူလိုက်တော့တက်တာပါတယ်စသဖြင့်ဘယ်ဟာလုံးလိုက်လို့တက်တာလဲဘယ်ဟာလုံးလိုက်လို့ပိုဆိုးလဲဒါတွေကိုလည်းကိုကပြောပြဖို့လိုအဲ့လေဆရာဝန်ရဲ့တာဝန်ကတော့ဒီဟာတွေကိုတိတိမိမိမေးနိုင်ဖို့ဆရာဝန်ရဲ့တာဝန်ပေါ့ဒါပေမဲ့လူနာကဒါကိုနားမလဲတဲ့ခါကျရင်အုံနာလို့ဒါကြောင့်အစားနေပြီးတော့ သူကခြီးပြီးတော့နောက်ဆုံးမှဇက်ဇက်ကောင်းငန်းကိုနောက်ဆုံးမှထည့်ပြောင်းမယ်ဆိုရင်လိုအပ်တဲ့ကိစ္စတွေလွတ်သွားချော်သွားနိုင်တယ် chief complaint ပြီးသွားလို့ရှိရင်ကျွန်တော်ဘာပြောမလဲဆိုတော့ကိုယ့် medical history ကိုပြောမယ်အကောင်းဆုံးကတော့ကျွန်တော်တို့ဆေးညွန်းစာစာရွက်တွေကိုအရင်တော့ပြထားတယ်ဆေးမတန်နေယူပါလို့ရှိရင်တော့ဒါအကောင်းဆုံးပဲအဲ့တော့ကို့မှာဘာယောဂတွေရှိလဲပေါ့ဘာယောဂရှိလဲဆိုတာဟိုငယ်လေးကဖြစ်ခဲ့တဲ့ဝဲပေါက်တာတို့ဘာလို့ထည့်ပြောစရာမလိုဘူး ပြောချင်တာပါလဲဆိုတော့ကို့မှာလက်ရှိနာတာရှည်ယောဂါကြီးကိုဘာဖြစ်နေလဲဆိုတာကိုထည့်ပြောအောင်ဥပမာအဖြစ်တွေ့တော့ရှိတယ်ဈေးကျော်ရှိတယ်ခေါင်းယောဂါရှိတယ်အဲဆက်သဖြင့်ကို့မှာနာတာရှည်ခံစားနေရတဲ့ယောဂါအဲ့ဒါတော့ကိုကစိတ်လက်တောင်းနေတယ်ကျွန်တော်တို့ဒီလိုမျိုးရှိတဲ့ယောဂါကိုကိုကပြောအောင်ဖြစ်တယ်ဒါပြန်ကိုဘာခွဲစိတ်မှုလဲပေါ့အကြည်စားခွဲစိတ်မှုလဲပေါ့ဥပမာအဖြစ်ကိုကအာမျက်နှာမှာရှိတဲ့ကျွန်တော်တို့ဝက်ချံထုတ်ပူတယ်လို့ဒါမှမဟုတ်ကျွန်တော်တို့ခြေထောက်မှာကျွန်းနှုတ်ပေါက်တာကိုကျွန်းနှုတ်ချစ်ပူတယ်လို့ ဒါတွေကအလောက်အရေးကြီးလို့ကျွန်မလို့လဲဥပမာပြန်ဦးတက်ခွဲဖို့တဲ့တဘောပိုင်းအောင်လို့ဒါဆိုလို့ရှိရင်အဲ့ဦးတက်ခွဲတဲ့နေရာမှာပဲအောင့်နေဆိုတဲ့အခါမှာဦးတက်ခွဲမှုတယ်ဆိုတဲ့အကြောင်းကိုပြောလိုက်ရင်ဆရာဝန်ကဒီနေရာမှာဦးအတက်ကိစ္စကိုထည့်စဉ်းစားစရာမလိုတော့ဘူးတခြားကိစ္စကိုပဲစဉ်းစားတော့မယ်ပေါ့အဲ့တော့ဒီပုံစံအတိုင်းကျွန်တော်တို့ကနှလုံးပဲနှာခေါက်ခွဲမှုတယ်စတန်ထဲတာလားဘိုင်ပတ်စ်လုပ်တာလားစသဖြင့်ကျွန်တော်တို့ဒီဘာရည်နဲ့ပတ်သက်ပြီးခွဲစိတ်မှုတွေလုပ်ဘူးလဲဒါတွေကိုကထည့်ပြီးတော့ပြောမယ် ပြီးရင်ကျွန်တော်တို့လက်ရှိဆေးတွေနဲ့ပတ်သက်ပြီးတော့အခုလက်ရှိဒီယောဂအခုခမားဖြစ်နေတယ်နာကျင်နေတယ်အဲ့နာကျင်နေတာအတော့ကိုခမားဗာဆေးတွေလောလောဆယ်တောက်ထားတယ်ပေါ့တော့ပြောမယ်ကျွန်တော်အကန်ရဲ့ပြောက်ဆေးတောက်ထားတယ်အဲ့ဆရာဝန်ထမင်းအဲ့ကန်ရဲ့ပြောက်ဆေးတောက်တော့တက်တာလားอืมတက်တာဒါဆိုရင်ဆရာဝန်ကတည်သွားပြီဒါဒီအယိုးတွေကြွက်သားတွေနဲ့ပတ်သက်တဲ့ယောဂပေါ့အဲ့လိုမဟုတ်ဘူးသူကပြောမယ်ကျွန်တော်ကရင်မအရန်နာလို့ကျွန်တော်အကန်ရဲ့ပြောက်ဆေးတောက်တယ်မတက်တာဘူးဒါဆိုလို့ရှိရင်ဒါတိရွာပြီဒါအကရဲ့ပြောက်စင်းနဲ့မဆိုင်မှုဒါအတွင်းထဲကနာတာဖြစ်မယ်ဥပမာအဖြစ် နှလုံးနဲ့အဆောက်တွေနဲ့ဆိုင်တဲ့နာတာမျိုးဖြစ်ကုန်ဖြစ်မှာပေါ့အဲ့တော့ဗားစေးလောလောဆယ်တောက်ထားတယ်ဆိုတာကိုပြောပါဆိုတာလည်းကြာရင်ကိုယ်ဆေးဆိုင်မှာဆေးသွာဆက်ပြီးတော့တောက်ထားတယ်အဲ့တောက်ထားတာကိုမပြောရဲဘူးဖြစ်နေတတ်တယ်ဒါပေမဲ့ပြောလိုက်လို့ရှိရင်ငါဆေးတွေရှောက်တောက်တယ်ဆိုပြီးဆရာကစူးမလားပေါ့အဲ့တော့ပြဿနာမရှိဘူးပြောပါစူးမအောင်မကြောက်နဲ့များသောအားဖြင့်လည်းမစူးကြပါဘူးဆိုတော့စူးလဲစူးမှာပေါ့နော်တချို့ဆရာကလည်းအဲ့တော့ကျွန်တော်တို့မစူးပါဘူးအဲ့တော့ကိုယ်မှပြက်ချိနေတဲ့ပြိဆာကိုကိုယ်ဘာတွေတောက်ထားလဲဆိုတာကိုပြောပါအဲ့ခါကျမှကိုယ်ကလွဲမနေခဲ့တယ်ဆိုရင်လည်းဆရာကပြုတ်ပြန်ပေးလို့ရတယ်ပေါ့ နောက်ရေရှင်အုံနာနာတာရှင်ဖြစ်တဲ့ယောဂမှာဘာဆေးတွေတောင်းနေလဲပေါ့ခါလိကြလို့ရှင်ဒီဆေးတွေရဆိုးကြောကြောင်ဖြစ်တာလားဆိုတော့လေယောဂမှာရှာဖွေရတဲ့ကိစ္စမှာအသုံးဝင်တာ哦နောက်တခြားတိုင်းရင်းဆေးတစ်ခုတောက်ထားတာရှိတာပေါ့ဆိုရင်တိုင်းရင်းဆေးကျွန်တော်တို့တောက်တဲ့နေရာမှာဘာဘာထက်ပြောမလဲဆိုတော့ကျွန်တော်တို့ဆေးလက်ဖက်ရည်တောက်တာတို့ဆေးကော်ဖီဆေးပါတဲ့ကော်ဖီတောက်တာတို့တခြားဆေးရင်နွေးကြမ်းတောက်တာတို့ဒါတွေပါကိုယ်ထက်ပြောလို့ရတယ်ဆိုတော့ဒီတိုင်းရင်းဆေးနေမှာဆိုင်လားမဆိုင်လားထက်စဉ်းစားနေတယ်မှာအများကြီးအသုံးဝင်ပါလိမ့် နောက်အလတ်ကြီးပေါ့နော်ဓမ္မတန်မှုတစ်ခုရှိလာပေါ့အဲ့တော့တဘောစိတ်တစ်ခုနဲ့ဓမ္မတန်မှုရှိတယ်ဆိုလဲကြိုပြောတာတဘောဥမာကျွန်မဖက်နက်စလင်မတည့်ဘူးလို့ဘာပလက်စ်မတည့်ဘူးလို့ဆာလ်ဖာမတည့်ဘူးလို့စသဖြင့်အဲဒါမဟုတ်ကောမှာတစ်ခုခုအစားအသောက်နဲ့ပတ်သက်ပြီးတော့အထီးတွင်းနဲ့ပတ်သက်ပြီးအလတ်ကြီးတစ်ခုခုရှိထားတယ်ဒါလည်းထည့်ပြောရမှာပေါ့ဆိုရင်ကကျွန်မဆရာမငါကိုဖြစ်တဲ့ယောဂါဒီအလတ်ကြီးနဲ့များဆိုင်မလားဆက်တန်စဉ်းစားလို့ရမယ်ဒါပြင်ကိုယ်စီမှာဥပမာဖြင့် G6PD လိုမျိုးယောဂါတစ်ခုခုရှိနေလားပေါ့ တချို့ကလေးတွေမှာဆိုရင်ဒီ G6PD တက်ချိုးတဲ့ရောဂါတစ်မျိုးဖြစ်ခံစားရတယ်အဲ့တော့အဲ့ဒီခံစားရတဲ့ကလေးတွေမှာဆိုရင်တချို့စိတ်ပြင်းပြင်းထန်ထန်နေမှာတက်အာတောက်လို့ရှိရင်ကျွန်တော်တို့တခြားယောဂါကိုပြင်းထန်စွာခံစားရတယ်ပေါ့ဆိုတော့အဲ့လိုမျိုးယောဂါတွေရှိတယ်ဆိုရင်လည်းကိုကမတက်တာတွေရှိတယ်ဆိုရင်လည်းကိုကထည့်ပြောဖို့လိုအပ်တယ်အဲ့ဒီခါကျမှဆရာမကအဲ့ဒီဆေးတွေကိုရှောင်ပြီးတော့ဆေးကိုပေးလို့ရပါလိမ့်မယ် now lifestyle မှာကိုယ်ရဲ့နေထိုင်စားသောက်မှုပုံစံမှာဘာတွေရှိလဲဥပမာအဖြစ်စလိတ်တောက်တာအရက်တောက်တာဒါမှမဟုတ်ခုခုမူရေးဆေးဝါးသုံးနေလား ပွန့်ပွန့်လင်းလင်းဆရာအောင်ကိုပြောဖို့လိုတယ်။ဘယ်ဆရာအောင်ကမှမွေးရစေဝါတုံးနေလို့ဆိုပြီးတော့ကိုယ့်ရဲ့အလက်ထဲအမှတ်သူရှိမှာမဟုတ်ဘူး။ပွန့်ပွန့်လင်းလင်းပြောဖို့လိုပါတယ်။အဲပွန့်ပွန့်လင်းလင်းပြောမှအကောင်းဆုံးကုသမှုကိုပေးနိုင်မှာဖြစ်တယ်။ဆိုတော့ကိုယ့်ရဲ့ယောဂါဆက်လိုက်တောက်တာအရက်တောက်တာနဲ့စိုင်းနိုင်တယ်။ဒါမှမဟုတ်မဆိုင်တော့ညာလဲကိုယ့်ယောဂါဒီဆက်လိုက်တောက်ခြင်းအရက်တောက်ခြင်းကိုယ့်ယောဂါကိုပိုဆိုးတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်။ဆိုတော့ပွန့်ပွန့်လင်းလင်းပြောဖို့လိုပါတယ်။ကျွန်တော်အတွေ့အကြုံမှာလူနာအများဆုံးအဲပွန့်ပွန့်လင်းလင်းမပြောဘူး။မမေးမချက်မပြောဘူး။မေးမှပဲပြောတယ်။ မင်းအောင်မှာပြောလဲဘာပြောလဲဆိုတော့ဥပမာကျွန်တော်မေမခင်ဗျာဆက်လိုက်တောက်လာပါဘောနော်ဒီရင်ကြက်တွေအရန်ဖောက်တယ်ဖောက်တယ်ကျွန်တော်ဒီလိုမေးလိုက်တယ်ကျွန်မခင်ဗျာဆက်လိုက်တောက်လာပါတောက်လာဆိုတော့အာဖြတ်လိုက်ပြီတဲ့โอเคဖြတ်လိုက်ပြီဆိုတော့โอเคအရင်တော့တောက်တာပေါ့ဆိုတော့တောက်တယ်ဆိုတော့ဖြတ်လိုက်တာကြာပြီလားဆိုတော့မကြသေးဘူးဆိုတော့ဘယ်တော့ဖြတ်လိုက်တာလဲဆိုတော့မနေ့ကဖြတ်လိုက်တယ်တော်သူတောက်လာတာအနှစ်30လောက်ရှိတယ်ဘယ်တော့ဖြတ်လိုက်လဲဆိုတော့မနေ့ကဖြတ်လိုက်တယ်ဘာလို့လဲဆိုတော့တပတ်ကြော်ပြီနှစ်ပတ်ကြော်ပြီသူ့ရဲ့ချောင်းဆိုးခြင်းရင်ကျက်ခြင်းအပြင်းထန်ခံစားနေတယ် ဆိုင်ကကြာလို့ရှင်တော့ဘယ်လိုပြောလဲဆိုတော့သူဖြတ်လိုက်ပြီဆိုတော့ဆိုင်ဝန်ကထပ်မြန်မမေးလို့ရှင်သူဘယ်လိုဟန်ဆောင်ကျင်လို့လဲဆိုတော့သူဖြတ်ထားတာကြာပြီဆိုတော့ဟန်ဆောင်ကျင်တာအဲ့တော့ဆိုင်ဝန်ညာလို့ဘာမှမထူဘူးဆိုင်ဝန်အရှိမတိတ်ခထိန်လို့ဘာမှမထူဘူးဆိုင်ဝန်ကတရားအော်ဒါဆက်လက်တော့လို့ဖြစ်တာလို့သိရင်ဒါနဲ့ပတ်သက်တဲ့ယောဂအတွက်ဆေးပေးလိုက်ရင်ကိုအဆင်ပြေပါမှာအဲ့တော့ညာရင်ကိုပဲနင်းနာမှုဖြစ်မှာဖြစ်တယ်နောက်တခြားကိုစီမှာဒီအစားအသောက်နဲ့ပတ်သက်ပြီးတခုခု အာဘာများအထွေထူးစားနေလဲပေါ့တခုခုများများစားနေတာရှိလားအစီအစိမ့်နေရှိမှအငန်နေရှိမှဒါမို့တခုခုအထွေထူးများရှောင်နေတာရှိလားဒါမို့အတားငါးတွေကရှောင်ထားတာရှိလားဒါမို့ကမကြိုက်လို့မစားတာမျိုးကျွန်တော်တို့ရှိလားအမတချို့တွေဆိုရင်ဟင်းသီးဟင်းရလုံးဝမစားတဲ့သူတွေရှိစသဖြင့်နောက်ကောမှာ stress စိတ်ပီစီမှုတခုခုကျွန်တော်တို့ရှိနေလား sleep အိမ်မပျော်တဲ့ကိစ္စကျွန်တော်တို့အိမ်ပျော်ဖို့ခက်တဲ့ကိစ္စဒါမျိုးရှိနေတာပေါ့တချို့တချို့ယောဂတွေကအိမ်ပျော်ခြင်းကိုအနောက်ရှက်ပေးတယ်လို့ ချို့ချို့ယောဂါတွေကအိမ်မပျော်ခြင်းရဲ့နောက်ဆက်တွဲမှာဖြစ်လာတဲ့ယောဂါတွေလည်းတွက်ရှိတော့အဲ့တော့ကုမ္မဓာရီအပြောင်းလဲဘာတွေရှိလဲဆိုတဲ့အကြောင်းကိုပေါ်တင်ပြဖို့လိုအပ်တယ်နောက်ဆုံးကျွန်တော်တို့ family history ပေါ့နော်ကိုမိသားစုမှာရောဒီသီချိုသွေးချိုတွေနှလုံးယောဂါတွေလေးဘက်နာယောဂါတွေဆက်သဖြင့်အဲ့လိုမျိုးရိုးလိုက်တဲ့ယောဂါတွေရဲ့အခံကိုမိသားစုမှာရှိလာပေါ့မိသားစုလိုပြောရင်ကိုယ့်ရဲ့အနီးဆုံးသွေးချင်းတွေဖြစ်တဲ့ကိုယ့်ရဲ့မိဘတွေရှိမယ်မောင်နှမရှိမယ်သူတို့ပါဝင်သလို အဲတချို့တချို့ဥမာကန်ဆာနဲ့ပတ်သက်တဲ့ယောဂတွေဆိုရင်ကိုယ်ဥလေးတွေအတော်တွေအပိုးတွေအပွားတွေအကြောင်းကိုလည်းကိုကအဲဆရာကပြောပြဖို့လိုအပ်မယ်အဲ့လိုပြောတဲ့ခါကျရင်ဆရာကပြောမဟုတ်ဘူးခင်ဗျားဖြစ်တဲ့ယောဂကတော့ဒီမျိုးရိုးလိုက်တဲ့ကိစ္စနဲ့မဆိုင်ဘူးဆိုရင်လည်းပြီးရောအားလုံးမဟုတ်ဘူးခင်ဗျားဖြစ်တဲ့ကိစ္စကဒီမျိုးရိုးလိုက်တဲ့ကိစ္စနဲ့ဆိုင်တယ်ခင်ဗျားလည်းဒီမျိုးရိုးလိုက်တဲ့ကိစ္စပဲဖြစ်မယ်ထင်တယ်ဒါဆိုရင်ဆရာကထပ်ပြီးစစ်ဆေးဖို့တော့ကိုကိုတော့လမ်းကြောင်းတစ်ခုရပါစေအခုပြောလိုက်တဲ့ကိစ္စတွေကိုကျွန်တော် history taking လို့ခေါ်တယ်ဆရာကလူနာရဲ့ဒီယောဂမှတ်တမ်းကိုယူတာပါ တော့အပေးယူကုန်နဲ့အတိုင်ဖောက်ညီနေတဲ့အခါကျလို့ရှင်ဆောင်ကမေးနေမယ်လူနာအဖြစ်နေမယ်ဆောင်ကမေးနေမယ်လူနာအဖြစ်နေအဲဟာလေကျလို့ရှင်လူနာကဆောင်မေးတာကိုမဆောင်နဲ့သူကြီးပဲတမ်းပြီးတော့ပြောနေခြင်းလဲဆိုရင်ငါတို့ကမလိုအပ်တဲ့ကိစ္စတွေပြောနေလဲအချိန်ကုန်တယ်အဲ့လိုမဟုတ်ဘူးလိုအပ်တဲ့ကိစ္စတွေကိုမပြောမိပြန်ရင်လဲယောဂရှာဖွေရမှာကျွန်တော်လိုအပ်ချက်လေးတခုတွားပြီးတော့ပြောပါစီအဲ့တော့ဆောင်မေးတဲ့ကိစ္စကိုလည်းကြွားဖြေမယ်အဲကို့မှာလည်းဒီ information တွေကိုကြိုတင်ပြီးပြန်ဆန်ထားမယ်ဆိုရင် ဆရာအောင်မမင်းပြက်လဲကွာထည့်ပြောလိုက်လို့ရှင်အများကြီးယောဂရှာဖွေရေးမှာအကူအညီဖြစ်နိုင်ပါတယ်ကြည်ဒါနဲ့အဲ့လို history ပြီးွားတဲ့အချိန်ကျ history ယူပြီးွားပြီးဆရာအောင်ငါကွာဘာလို့မလဲဆရာအောင်ကစစ်ဆေးမယ်ကိုအာစစ်ဆေးပြီးပြီဆိုလို့ရှင်ဆရာအောင်ကိုလိုအပ်တဲ့တတ်မှတ်ရိုက်တာတွေတွေးစစ်တာတွေဓာတ်တွေလို့တော့ကိုပြောလိုက်ပြီးရင်စိတ်တွေပေးလိုက်အဲ့ခါကျလို့ရှင်ကိုစီမှာမေးစရာအကန့်အသတ်ကိုကျွန်တော်ရောက်သွားပြီ case inquiry မေးစရာတွေအများကြီးကျွန်တော်တို့ရှိတယ်ဆရာအောင်အဲ့တော့ တင်ပေးလိုက်မယ်ဆရာဝန်ကဘာတွေမေးဖို့လဲဆိုပြီးတော့ပြီးရင်ဆရာဝန်ကတို့ခေါင်းသွားစာကြရအောင်အဲ့တော့ဘာတွေမေးရမလဲဆိုတော့နံပါတ်1က diagnosis ယောဂနာမည်ကိုမေးရအောင်အဲ့ဒါတော်တော်လေးဥမာ tricky ကျွန်တော်တို့အာတိုင်ပတ်မဲ့ကိစ္စဖြစ်ဆိုတော့ diagnosis တက်ခြင်းကတော်တော်ကြီးကျယ်တဲ့ကိစ္စဖြစ်တယ်ဆရာဝန်တယောက်အတွက်ယောဂနာမည်တက်ခြင်းတချို့တချို့ယောဂတွေအရင်လွယ်တယ်လူနာပြောတာနဲ့ဒါမှမဟုတ်လူနာကိုစမ်းသပ်လိုက်အောင်နဲ့တမ်းပြီးတော့ပြောလို့ရတယ်ဒီယောဂဆိုပြီး ဒါပေမဲ့အမြဲတမ်းတော့မရဘူးဆိုရောဂါတွေကလူနာပြောတဲ့အနေထားပုံမူတည်ပြီးတော့တဘောကယောဂ ABC သုံးမျိုးလုံးဖြစ်နိုင်တယ်အဲ့တော့ယောဂကခင်ဗျားပြောဖို့အရာတော့ယောဂကတော့ A ဖြစ်နိုင်တယ် B ဖြစ်နိုင်တယ် C ဖြစ်နိုင်တယ်ကျွန်တော်အထင်ကတော့ B ဖြစ်ဖို့အလားအလာအရင်များတယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါပေမဲ့ခင်ဗျားကရောဒီမှာသွေးစစ်ဖို့ကျွန်တော်စာရွက်လေးတစ်ခုရေးပေးလိုက်မယ်တရားလေးတွေသွားဆက်လိုက်ဒါမှမဟုတ်ဒါဓမ္မန်ရိုက်လိုက်ရိုက်လိုက်လို့ရှိရင်တော့အတိအကျခင်ဗျားသိသွားမယ်အဲ့တော့အခုလောလောဆယ်အဖြေမရခင်မှာဒီစေးဒီစေးတက်တာအောင်တောက်တာအဖြေရပြီဆိုရင်ကျွန်တော်တို့အတိအကျ ဒါနဲ့ပတ်သက်ပြီးဆေးပေးမယ်ပေါ့အဲ့တော့တချို့ diagnosis ကတလို့ယောဂရှာဖွေပြီးမှပဲ diagnosis ယောဂနာမည်တက်လို့ရတယ်အဲတချို့တချို့တော့အခြေအနေမှာဆိုရင်အဲ့လိုယောဂရှာဖွေလိုင်းရင်လည်းပဲ diagnosis ယောဂနာမည်တက်ဖို့မဖြစ်နိုင်တဲ့အခြေအနေတွေများများစွာရှိဆိုတော့ဒါဟာလေယောဂလူနာကလေနေတာကောင်းတာကောင်းပါတယ်ဘာယောဂနဲ့သူခံစားလိုက်ရတာလဲဆိုတော့မှမသိတဲ့အခြေအနေမျိုးတွေရှိတယ်ဆိုတော့ပြောချင်တာကအမြဲတမ်းယောဂနာမည်တက်နိုင်မှာမဟုတ်ဘူးလို့ပြောတယ်ဒါပေမဲ့လည်းမေးရမယ့်တောင်းပန်ကတော့ကိုယ်တောင်းပန် ဆံဝင်ကသူအတိအကျသိတဲ့ခါကျရင်အတိအကျဖြစ်မယ်မဟုတ်ဘူးဆိုရင်ဒီယောဂဒီယောဂဖြစ်နိုင်တယ်လို့ဖြစ်မယ်မဟုတ်ဘူးဆိုရင်လည်းကျွန်တော်တို့ဘာယောဂမှမသိသေးဘူးလောလောဆယ်ကျွန်တော်တို့စံသက်ရှာဖွေနေတယ်ဆိုတော့အဲ့လိုမျိုးဝန်ခံဖို့အတွက်ကတော့တတိတော်ရှိဖို့လိုအပ်တယ်အာလူနာဘက်ကလည်းတရားနားလည်ထားဖို့လိုအပ်တယ်အမြဲတမ်းဆံဝင်ကပို့ယောဂပါလဲဆိုတော့အမြဲတမ်းအတိအကျမသိနိုင်ဘူးကုစမသီအိုရီတစ်ခုရှိနိုင်မယ်အဲ့ဒီသီအိုရီကသူ့အတွေ့အကြုံအရမှန်ဖို့အလားအလာများတယ်တစ်ခါတလေလည်းလွယ်အောင်လွယ်နိုင်တယ် အော်ဘာယောဂလည်းမေးပြပါပြီဆိုရင်ကိုယောဂဆိုရင်ဇာရှိလားပေါ့နော်ဒါမှမဟုတ်အဲပဋိပြဒနာမရှိတော့နေသူကောင်းအောင်မယ်ယောဂလားဒါမှမဟုတ်ဆိုရင်ဇာရှိလားနာတာရှိခံစားရမှာလားစသဖြင့်ပေါ့ကျွန်တော်ဆက်လက်ပြီးတော့ဘာမေးမလဲဆိုတော့ကိုကိုဘာတွေစစ်စေးခိုင်းတာလဲကျွန်တော်တို့ဘာဆေးတွေဘလို့ခူးတာရမလဲဒါနဲ့ပတ်သက်ပြီးကဆက်မေးရမယ်တဘောဆရာကျွန်တော်ဘာတွေစစ်စေးရမလဲပေါ့ဆိုတော့လိုအပ်လို့ရှင်တခါလေကြာရင်ဆရာကဆစ်ဆေးဆစ်ဆေးမဲ့ကိစ္စနဲ့ပတ်သက်ပြီးအများကြီးလုံးမိတတ်တယ် ဥပမာအဖြစ်နာမည်ကြီးဆေးရုံတွေမှာအထူးကုဆရာဝန်တွေစီသွားတဲ့အခါကျလို့ရှင်တို့ရာတို့စီလာပြရတယ်တို့ဆေးရုံကြီးမှာလာပြရတယ်ဆိုတော့နင်ပတ်စံတတ်နိုင်လို့ပဲအလိုလွယ်လွယ်ယူဆလိုက်တယ်ဆိုတော့နင်လက်ဝတ်ရလက်ဝတ်လက်စားဝတ်ထားတာတွေနင်အဝတ်စားဝတ်ထားတာတွေနင်ပညာရည်ချင်းတွေဒါတွေကိုလည်းဆရာဝန်ကြည့်ပြီးတော့ဆုံးဖြတ်တာပါเนาะသူဆေးကုသဝတ်တတ်နိုင်လားမတတ်နိုင်လားဆိုပြီးများသောအားဖြင့်တော့ကျွန်တော်တို့လိုဆေးရုံကြီးတွေမှာလာပြရတဲ့ဆိုရင်တတ်နိုင်တယ်လို့ယူဆပြီးတော့ဆေးရုံကစစ်စစ်ခန့်နိုင်တဲ့ခါတကြ၄-၅၀သိန်းနဲ့ဖြစ်ကုန်တယ်။ယောဂနာမည်တက်ဖို့ မဖြစ်သေးဘူးလင်းကားဆိုင်တင်ဖြစ်ကုန်ဆိုင်ခါကြလို့ရှိရင်ကိုကလိုအပ်လို့ရှိရင်ဘာစစ်ဆေးခိုင်းတာလဲမေးပြီးတော့ဘလောက်လောက်ကုန်ကြမလဲလိုအပ်လို့ရှိရင်မေးပါဥပမာပြင် CT ရိုက်တယ်လို့ MRI ရိုက်တယ်လို့အဲ့လိုပြောလို့ရှိရင်ဒါတိန်ကနန်းချီပြီးတော့ကုန်တဲ့ကိစ္စဖြစ်သွေးဆက်တဲ့ကိစ္စတွေကလည်းအများကြီးတော့ဆက်တယ်ဆိုရင်ဒီဘက်ခင်မှာငါတို့2သိန်း3သိန်းလောက် AC ကောင်းနိုင်တယ်။ဆိုတော့ကျွန်တော်တို့ကအကယ်လို့မသေးကြဘူးဆိုလို့ရှိရင်ကိုအနေနဲ့ငွေကြေးရုံးနဲ့ပတ်သက်ပြီးတော့ပြဿနာရှိမှလို့ထင်ရင်ကျွန်တော်တို့ဒီဆက်ဆက်သမ်းမှုတွေကဘာတွေဆက်ဆေးခိုင်းတာလဲ။ ဘလောက်ကောင်းကြစိတ်လောက်ခမန်းကြီးရှိနိုင်လဲအတိအကျတော့ဆရာအောင်လည်းသိမှာမဟုတ်ဘူးဆိုတော့ခမန်းကြီးလောက်ပဲပြောနိုင်ဆိုတော့ဒီအရာလေးကိုကျွန်တော်တို့မေးပါလိုအပ်လို့ရှိရင်ကျွန်တော်တို့အဲ့ဒီတက်ခွဲကန်းသွားတဲ့အခါကျရင်တက်ခွဲကန်းကအဲ့ဒီလက်ခံတဲ့ကျွန်တော်တို့စုံစမ်းရန်လက်ခံတဲ့သူကိုမေးကျွန်တော်ဒါတွေစစ်စစ်ဟိုင်းတာနဲ့ဘလောက်ကောင်းကြမလဲပေါ့ဆရာအောင်ထက်ဆိုင်သူကပို့ပြီးတော့အတိအကျသိပါလိမ့်နောက်ကုသတဲ့ဘို့အတွက်ကျွန်တော်တို့ဘယ်နည်းတွေကုသလို့ရလဲပေါ့အဲ့တော့တချို့တချို့ယောဂါကတော့ဒီနည်းတစ်မျိုးပဲရှိတယ်ဒါနဲ့ပဲကုသရမှာ တချို့ကျော်ကတော့မဟုတ်ဘူးဆရာကပြောပြမယ်ကိုစေးတောက်တဲ့နေရှိတယ်။မတော်ဓာတ်ရောက်ချီကုသတဲ့နေရှိတယ်။ခွဲစိတ်တဲ့နေရှိတယ်။ကုသနေတက်နေတော့မှာ။အဲ့တက်နေတော့မှာတရဲ့အာသာကြအာနေကြနှဲ့ရဲ့အာသာကြအာနေကြသုံးရဲ့အာသာကြအာနေကြ။စတိသုံးမျိုးရှိတယ်။ခုံကြစိတ်ကတလို့တလို့ရှိတယ်။ခမားပါကိုကြိုက်တယ်ခမားပါကိုရွေးချယ်မလဲ။ဆိုတော့တရားဒီနီးမှန်လမ်းမှန်ဖြစ်တယ်။စိုက်တဲ့ကလူနာကသူ့ခုံကြစိတ်သူတတ်နိုင်တဲ့ခုံကြစိတ် သူဘာကိုကြောက်လဲဘာနဲ့သူအဆင်ပြေမလဲမြန်လာကြိုက်လားနေလာကြိုက်လားဒါတွေပုံမူတည်ပြီးတော့သူနဲ့အတန်းတော်လုံးကိစ္စကိုသူရွေးချယ်မှာဖြစ်တယ်။ဒါမြမပြီမှာအဲ့လိုမရွေးချယ်ရဲကြဘူး။ဘာလို့လဲဆိုတော့အဲ့လိုရွေးချယ်ရတယ်ဆိုတာကောင်ကမသိတဲ့သူတွေအများကြီးရှိတယ်။ဆိုတော့အကလည်းအဲ့လိုမျိုးဆရာက option ပေးပြရင်လည်းမလုပ်လဲဆိုတော့နုနာဆရာပဲအကောင်ဆုံးကြည့်ပြီးတော့ဆုံးဖြတ်လိုက်ပါ။ဒါမျိုးဆိုတော့ကျွန်တော်ကမေးပါလို့ဆရာဝန်ကိုဘာလို့မျိုးကျွန်တော်ကုသမှုတွေကုသနည်းတွေရှိတယ်။ အဲ့ဒီထဲမှာကျွန်တော်ကွန်ဂျာစိတ်ပါတယ်ရှိတယ်အားသာကြပါတယ်အားနေကြပါတယ်ရှိတယ်တောင်းမေးပြီးတော့ကိုယ့်ကိုဆုံးဖြတ်လိုအပ်လို့ရှိရင်အကြံဉာဏ်တောင်းဆရာပဲနီလန်တင်းတော်မယ်ထင်တယ်အကြံဉာဏ်တော့ပြီးရင်နောက်ဆုံးဆုံးဖြတ်ချက်ကတော့ကိုယ်ကိုပဲဆုံးဖြတ်မယ်ဒီရောကဘယ်လောက်ကြာမှလဲတပတ်ကြာမှလဲတစ်လကြာမှလဲတစ်နှစ်ကြာမှလဲခက်မှန်းကြီးပေါ့ဆိုတော့ကျွန်တော်ခရီးသွားလို့ရှိရင်ဘတ်စကားဒရိုင်ဘာတွေကိုမင်းမကြိုက်ဘူးမလားအခရီးလမ်းဘယ်လောက်ကြာမှလဲဆိုပြီးတော့ဒါမှဆရာဝန်ကိုမင်းတော့တိတ်ပြဿနာမရှိပါဆိုတော့ဆရာဝန်ကခက်မှန်းကြီးပြောလိုက်မယ်တပတ်ဥပမာအဖြစ်အားလုံး အာစညာလိုမျိုးယောဂဆိုလို့ရှိရင်အာစညာရက်တရာလို့ခေါ်တယ်။ဒါပေါ်3လနဲ့4လလောက်ကျွန်တော်တို့ကြာနိုင်တယ်ခမန်းကြီး။အာမဟုတ်ဘူးခမားကိစ္စတော့တော့ကွေးပါပဲ။တော့ကွေးဆိုလို့ရှိရင်တော့10ရက်တစ်ပတ်နှစ်ပတ်ပေါ့ဗျာ။ဒါလောက်ဆိုရင်တော့ပြီးပါပြီ။ဆိုတော့ဒါမျိုးလည်းရှိမယ်။မဟုတ်ဘူးခမားကိစ္စကတော့ဒါတရက်နဲ့ရက်တည်းနဲ့လည်းပြီးပါမယ်။ဒါမျိုးကိစ္စလည်းရှိမယ်။မေးလို့ရပါတယ်။အဲ့လိုမေးမှပဲကိုကမျောလင်းချက်တစ်ခုထားလို့ရမယ်။အဲ့မန်ကန်နဲ့မျောလင်းချက်နဲ့အဲကိုက ယောဂအောင်ရင်ဆိုင်နိုင်မှာဖြစ်တယ်။ Now medication ဆေးပေးတဲ့အခါကျလို့ရှိရင်ဗာဆေးတွေပေးထားလဲဆိုတော့လည်းမေးပါ။ကျွန်တော်ဒီမှာလာပြတဲ့လူနာတွေထဲမှာနိုင်ငံခြားသားလူနာတွေဆိုလို့ရှိရင်အတော်တော်များများအဲ့ဒီအလုပ်လုပ်တယ်။ကျွန်တော်ဆေးပေးလိုက်ပြီဆိုရင်အဲ့ဒီဆေးပေးတဲ့စာအုပ်ကိုယူပြီးတော့တွေ့ကြည့်ပြီးမှကျွန်တော်ဗာဆေးတွေပေးထားတာလဲ။ဗာအတွက်ပေးထားတာလဲဆိုတော့မေးတယ်။အဲ့လိုသူတို့မေးလို့ရှိရင်ကျွန်တော်အရင်ဝမ်းတာတယ်။သူတို့တစ်ခုချင်းစီကျွန်တော်ပြန်ပြီးရှင်းပြတယ်။ တော်ရင်မတော့တော်ရင်တိတ်မမေးကြဘူးနောက်ပိုင်းတော့လည်းမေးတဲ့သူတွေပြားလာပါအဲ့တော့မေးလို့ရှိရင်ကျွန်တော်ရှင်းပြတယ်တရားကအစာရင်စေးတရားကအံပြောက်စေးတရားကလေစေးစသဖြင့်ပေါ့ဆိုတော့တရားကိုကျွန်တော်ကမနဲ့တောင်းညာတောင်းစသဖြင့်ပေါ့အဲ့ဒီမှာကျွန်တော်ဆိုချိုးပါရှိလက်တာတွေလည်းမေးဖို့လိုတယ်ဆိုတော့ဒီမှာခုသတိထားမှာပါလဲဆိုတော့စေးတိုင်းစေးတိုင်းမှာဆိုချိုးကအမျိုး90နဲ့အမျိုး30လောက်ရှိတယ်စေးဘူးဖောက်လိုက်လို့ရှိရင်အထက်မှာစာရွက်လေးတွေထွက်လာမယ်စာရွက်လေးတွေအထက်ထဲမှာ side effect တော့မဟုတ် adverse effects တွေစာရွက်လေးကိုယူကြည့်လိုက်လို့ရှိရင် ကျွန်တော်အမှအမျိုး20 30လောက် ဆိုချိုရေးထားနိုင်မယ်။အဲရေးထားတဲ့အမျိုး20 30လုံးကအဲ့ဒါနင်ဖြစ်မယ်လို့ပြောတာမဟုတ်ဘူး။ဘာဆိုချိုမှလည်းမဖြစ်ဘဲနဲ့လည်းနေကောင်းနေနိုင်မယ်။ဖြစ်နိုင်တဲ့ဟာအားလုံးကိုဒီထဲမှာ list ထည့်ထားတာဖြစ်တယ်။အဲ့တော့ကိုကအဲ့ဒီရှင်းမဲ့အမျိုး20 30တန်းကိုဆောင်းအောင်လိုက်မင်းနေစရာမလိုဘူး။ကိုအဓိကဘာပဲမရမလဲဆိုတော့ဒီစိတ်တွေမှာကျွန်တော်တို့တတိထားမဲ့ဆိုချိုတစ်ခုခုရှိလာကြတာပဲမင်း။ဆောင်းအောင်ကနာမည်ကြီးဆိုချိုအဖြစ်များတဲ့ဆိုချိုရှင်းရင်ကိုယ်တတိပေးလိုက်မယ်။ရှာပါတထောင်မှာတယောက်လောက်ပဲဖြစ်တဲ့ဆိုချိုလောက်ဆိုရင်တော့ ို့ပြောချက်မှလည်းပြောတယ်ပေါ့အဲ့တော့တတိထားစရာဆိုကြပါရှိတယ်ဒါလေးကိုကျွန်တော်လည်းထည့်မိမယ်အာကျွန်တော်တို့ကတခြားဘယ်ဆေးနေလဲတော့ဖြစ်မတည့်ဘူးလဲတည့်လဲအဲ့ဒါလည်းကိုကထည့်မိလို့လည်းရဘလို့တောင်းအောင်မလဲပေါ့ကျွန်တော်ဆရာဝန်ကကိုယ်တိုင်ဈေးကိုကိုယ်တိုင်ဈေးထုတ်ပေးတဲ့သူဆိုရင်တခါလေဈေးအလုံးလေးကိုပြပြီးတော့ဒီဟာတော့ဖြင့်မနဲ့တောက်တရားညတောက်တရားရေးတဲ့စိန်တောက်ဆက်စပ်ပြန်ရှင်းပြလိုက်မယ်မဟုတ်ဘူးကျွန်တော်ဈေးဆိုင်ကိုညွှန်းမယ်ဈေးဆိုင်နေပြီးတော့မှဒီဈေးကိုနင်းကိုပြန်ထုတ်ပေးမှာ ဒါဆိုလို့ရှိရင်တော့စိတ်ဆိုင်သမားပဲဒီကန္ဓာလေးကိုရှင်းပြမှာဖြစ်တယ်။အေမေဘီတချို့တချို့တော့ထူးခြားတဲ့စိတ်ဆိုလို့ရှိရင်တော့ဒီစိတ်ကိုခြေပြီးတောက်ဒီစိတ်ကိုအရင်နဲ့တောက်ဒီစိတ်ကိုဘာဘလို့တောက်ဒါအတိအကျဆောင်အောင်မှားလိုက်မယ်ပေါ့။ဒါပေမဲ့စိတ်ဆိုင်ထုတ်ပေးမယ်ဆိုတဲ့အချိန်နေဆိုရင်တော့ညာတော့ပြင်စိတ်ဆိုင်ရမယ်မနဲ့တောက်မလားညာတောက်မလားဒါကိုရှင်းပြပါလိမ့်မယ်။နောက် follow up ပေါ့နော်ရက်ချင်းပေါ့ရက်ချင်းဘရော့လာပြအောင်လဲပေါ့တချို့ယောဂတွေကတခါပြယုံနဲ့ပြီးသွားတဲ့ယောဂတွေရှိတယ်။တချို့ယောဂတွေကပြန်ပြီးမဟုတ်ဘူးနှစ်ရက်သုံးရက်နေပြီးပြန်လာပေါ့။ ဒါမှမဟုတ်တစ်ပတ်နေပြီးပြန်လာပါဒါမှမဟုတ်၃လနေပြီးပြန်လာပါယောဂအရန်ကောင်းတယ်ဆိုရင်၆လတစ်ကြိမ်ဒါမှမဟုတ်တစ်နှစ်တစ်ကြိမ်တော့မှာပဲစစ်ဆေးဖို့အတွက် check up လုပ်ဖို့အတွက်ပြန်လာပါဒါမှမဟုတ်ဆရာကပြောမယ်မဟုတ်ဘူးကောင်းနေသေးသေးလာကြမလို့ပြန်ဖြစ်ရင်ပြန်လာပါဒါမျိုးလည်းကျွန်တော်တို့ပြန်ချင်းပေးတယ်ဆိုတော့ follow up ပြန်ချင်းဘာတော့ပေးလဲဘာတော့ဘာတော့ပြန်လာဖို့လိုလဲမေးပါဆိုမေးတဲ့အချိန်ကြလို့ရှိရင်ကိုကအမှန်ရချိန်ပေးတဲ့အချိန်ကရချိန်တက်ပြ။ဒါမှမဟုတ်ကျွန်တော်တို့ကဒီယောဂကိစ္စကအထူးဆရာအောင်ပြစရာလိုလားဒါလည်းမေးမယ်။ ော်ဒီမိန်းကောင်ကလည်းနည်းနည်းလေး sensitive ဖြစ်တဲ့အထီးရှားလွယ်တဲ့မိန်းကောင်ဖြစ်ဥပမာအဖြစ်မိသားစုဆိုင်ဝန်တက်ပြတယ်အထွေထွေဆိုင်ဝန်ပေါ့ဆိုတော့တက်ပြပြီးတော့အဲကျွန်တော်တို့အထူးကိုဆိုင်ဝန်ပြစရာလိုတာပေါ့ဆိုတော့သူကပြောမှမဟုတ်ဘူးဒါကျွန်တော်နဲ့ပြီးတဲ့ကိစ္စဖြစ်တယ်ဆိုတော့သူစေးဆက်ပြီးပါဟုတ်တာအထူးကိုဆရာအောင်ပြဖို့လိုအပ်တယ်ဆိုလို့ရှင်လည်းသူတင့်တော်တဲ့အထူးကိုဆရာအောင်ညွှန်ပေးလိုက်။ဆရာဝန်တိုင်းကယောဂတိုင်းကိုမကျွမ်းကျင်ဘူးဆိုတာကိုဒီနေရာမှာသဘောပေါက်တာ။ဥပမာဖြင့်အရေပြားအထူးကိုဆရာအောင်ကနှလုံးယောဂနဲ့ပတ်သက်ပြီးအလောက်ကျွမ်းကျင်ခြင်းမှာကျွမ်းကျင်တယ်။ နှလုံးရောဂါဆိုင်ရာကကြောက်ကြရောဂါနဲ့ပတ်သက်ပြီးအလောက်ကျွမ်းကျင်နေမှာကျွမ်းကျင်မှာအလုံးအခြေခံကတော့သိပြီလားတဘောဒါပေမဲ့သူကနှလုံးရောဂါအဆိုင်ရာကနှလုံးနဲ့ပတ်သက်တဲ့ကိစ္စပဲအမြဲလုံးနေတဲ့အပေါ်မှာ latest နောက်ဆုံးပေါ်ကြောက်ကနဲ့ပတ်သက်တဲ့ဆေးပညာကိုသူသိကြမှာသိတဘောဆိုတော့ငါတို့လိုအပ်လို့ရှိရင်နှလုံးဆိုင်ရာကသူကြောက်ကဆိုင်ရာကိုလွှဲကောင်းလွှဲလိုက်မယ်ကြောက်ကဆိုင်ရာကလည်းနှလုံးဆိုင်ရာကိုလွှဲကောင်းလွှဲလိုက်မယ်သူတို့နှစ်ယောက်ပူးပြီးတော့ချိတ်ဆက်ပြီးတော့ဒုနာကိုဆေးတူတူကုကြမယ်ပေါ့ဒီတဘောမျိုး ဆိုတော့လိုအပ်လားဆိုတာလေးကိုမေးပြီးလို့ရှင်ဆရာကမဟုတ်ဘူးမလိုအပ်ဘူးကျွန်တော်နဲ့မပြီးရဆိုတော့ပြီးပါဟုတ်လိုအပ်တယ်ဆိုရင်လည်းသူသားဆရာဆရာကိုညွန်ပေးလိုက်မယ်ဆိုတော့နောက်ဆုံးကျွန်တော်တို့အကြံဉာဏ်လေးတောင်းမယ်ကျွန်တော်တို့အခုဒီယောဂနဲ့ပတ်သက်ပြီးတော့ဘာလိုမျိုးနေထိုင်ရမလဲဘယ်လိုလေ့ကျင့်ခန်းလုပ်ရမလဲဘယ်လိုစားသောက်ရမလဲပေါ့ဆိုတော့ဒီယောဂရဲ့ကုသမှုမှာဒီကောင်ကသုံးပုံတစ်ပုံသုံးပုံလေးပုံတစ်ပုံတော့အကျုံးမယ်ကိုယ်အနေတိုင်းဆင်ခြင်ခြင်းစားသောက်ဆင်ခြင်ခြင်းဒါမဲ့လူနာအများစုတရားကိုတတိမထမ်းမိကြဘူး ကျွန်တော်ယောဂဖြစ်တဲ့ဈေးအလုံးလေးတွေပါးစပ်မှမျိုးချလိုက်မယ်ကောင်းအောင်မယ်ဒါတော့ပဲထင်ဆောမောဟုတ်ကွယ်ဆင်ញံမှုတွေရာလဲဒီတည်းမှာအများကြီးအကြောင်းဝင်တယ်အဲ့တော့ဘယ်လိုတွေဆင်ញံနေထိုင်စားသောက်အောင်လဲမေးပါဆိုတော့အထူးကုဆရာဝန်ကြီးတွေမှာအဲ့လောက်ဒါတွေဖြင်းနေဖို့အတွက်ဒါတွေပြောနေဖို့တော့တော်စင်အချိန်မရှိနေတော့ဘူးအဲ့လိုမျိုးကောအချိန်မရှိဘူးအသိပြောလို့အချိန်မပြည့်တဲ့ဆရာအောင်ဆိုရင်ပမိသားစုဆရာအောင်ကိုပြန်ပြလူဆရာအောင်နဲ့ကျွန်တော်ကဒါတွေပြခဲ့တယ်ဒီစေးဒီစေးတွေတောင်းနေတယ်ဆိုတော့ဒီကဘလို့တောင်းအောင်လဲကျွန်မအရှင်းပြဗာလေးချင်းကလည်းဟောမယ်ကျွန်မအရှင်းပြအ ဘယ်လိုမျိုးကျွန်တော်တို့ဆင်ခြင်ရမလဲကျွန်မအရှင်မြတ်ဆက်သက်ပြန်မှာနောက်မို့တချို့ဟာအထူးကိုဆရာဝန်တချို့ဆိုလို့ရှိရင်ဥပမာဦးတင်းဆွေလာပါတော့စီကျော်ကျွန်တော်အထူးကိုဆရာဝန်ကြီးဆိုလို့ရှိရင်ဆရာကြီးဆိုရင်သူ့ရဲ့ဒီရွှေဘော်စေကမ်းမှာဆိုလို့ရှိရင်သူအရှင်မှာဒီသူ့ရဲ့လက်ထောက်ဆရာဝန်ဟိုကနေနှစ်ယောက်သုံးယောက်သွားထားတာဆလူနာကဦးနာဦးနာကျွန်တော်တို့ပြောတဲ့ဆရာဝန်ကိုဘယ်လိုတင်ပြမလဲဆိုတဲ့ကိစ္စတွေအားလုံးကိုဘယ်သူနဲ့အရင်ဖြေရှင်းရလဲဆိုတော့အခုနလက်ထောက်ဆရာဝန်နဲ့ဖြေရှင်းရလက်ထောက်ဆရာဝန်အချိန်အကြာကြီးလဲသူ့ကိုပေးတယ် နောက်ဆရာဝန်နဲ့ပြပြပါပြီဆိုတော့ဆရာဝန်ကြီးနဲ့ပြပြပြီဆိုလို့ရှင်အုံနာရှင်းပြစရာကိစ္စအားလုံးကလည်းဒီလက်ထောက်ဆရာဝန်ကပဲအသေးစိတ်ကိုပြန်ရှင်းပြတဲ့မေးစရာရှိတဲ့ဟာတွေကိုကထပ်ပြီးတော့မေးတယ်။ဆိုတော့ဒီလိုမျိုးအခြေအနေဆိုရင်ဆရာဝန်ကြီးကဆုံးဖြတ်ချက်ချတယ်။ဘာစေဘာယောဂဖြစ်တယ်ဘာစေပေးမလဲ။အဲအဲ့ဒီအခြေအနေမှာကျွန်တော်ရှင်းပြတဲ့ကိစ္စတွေအတွက်ကိုလည်းကျွန်တော်ဆရာဝန်ကြီးအချိန်မပေးနိုင်တဲ့အချိန်မှာလက်ထောက်ဆရာဝန်ကိုအတိအကျရှင်းပြလိုက်တယ်ပေါ့။ဒါဆိုရင်အရန်မိုက်တဲ့စနစ်ဖြစ်တယ်လို့ကျွန်တော်ထင်တယ်။ နောက်ဘလို့ကာကွယ်ရမလဲပေါ့ကျွန်တော်လူနာများဆိုအဲ့ဒီကိစ္စလည်းမမေ့ကြဘူးစိတ်မဝင်စားကြဘူးစနေတခါဖြစ်ဘူးတဲ့ဆန်တော့တစ်ခေါက်လည်းခဏခဏဖြစ်နေနိုင်သေးတယ်ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ကဘလို့ဆင်ကျင်မလဲဘလို့ကာကွယ်မလဲကိုသိသွားရင်ခဏခဏဝေဒနာမခံစားရအောင်ကျွန်တော်တို့ကထိန်းသိမ်းလို့ရတယ်ပေါ့နောက်ဆုံးတော့ clarification မရှင်းတာတွေရှင်းထပ်မိမှာပေါ့ဆရာဝန်ပြောထားတဲ့ဇာတ်ကားမှမရှင်းတာရှိရင်တော့လည်းကောင်းဒါမဟုတ်ကျွန်တော်တို့အာတခြားသောသိကျင်တဲ့ကိစ္စတွေရှင်းတော့လည်းကောင်းကွာထပ်မိမယ် လိုရလို့ရှိရင်ဆရာဝန်ကိုစာရွက်စာတမ်းတစ်ခုခုရှိလာတောင်းမယ်ပေါ့နော်။ဥပမာပြန်ဆရာဝန်နေစီမှာ pamphlet လေးတွေရှိတတ်တယ်။ဒီယောဂဖြစ်တဲ့ဆိုရင်ဒီယောဂနဲ့ပတ်သက်တဲ့လေ့လာစရာကျွန်မစာရွက်တပိုင်းရှိလာစရာရှိတယ်ဆိုရင်ကျွန်မကိုပေးပါ။ပြန်ဆိုရင်ကျွန်တော်တို့စာရွက်လေးယူပါအိမ်ယူပါပြီးတော့အိမ်ပြန်မယ်ပေါ့။ဒီလောက်ဆိုရင်ဆရာဝန်လည်းတော်တော်လေးအုံနောက်ချောင်းနေလောက်ပြီတော့ထင်တယ်။ကိုယ်ရဲ့မေးစရာရှိတယ်မေးပြီးတော့ဒါပေမဲ့မေးဖို့လိုအပ်တယ်။ကိုယ့်ကိုယ်ဒီကျွန်မရဲ့ပတ်သက်တဲ့ပညာတိုးမြင့်ဖို့လိုအပ်တယ်။ဆိုလိုတော့မြင့်မှလာရင်ကျွန်တော်တို့ကနောက်တစ်ခေါက်မဖြစ်အောင်ကာကွယ်လို့ရမယ်။ ကိုယ့်ရဲ့ယောဂမှာကုသမှုမှာအများကြီးကျွန်တော်တို့အကျိုးရှိနေမှာဖြစ်တယ်။အဲ့တော့အရာဘာတွေမေးရမလဲဘာတွေပြောရမလဲဒါတွေအတွက်ကိုကျွန်တော်ကြိုတင်ပြင်ဆင်ထားမယ်။ဘာတွေပြင်ဆင်ထားမလဲဆိုတော့အိမ်မှာကလေးကရေးဝါကိုယ့်ရဲ့ယောဂလက္ခဏာတွေကိုရေးဝါအဲ့တော့ကျွန်တော်စီမှာလာတယ်တချို့အတက်ကြီးမျိုးသမီးတွေဆိုရင်မလုပ်ထားလဲဆိုတော့ဆရာဝန်ပြောချင်တဲ့ဟာတွေအားလုံးကိုတတက်ရရဆံမျက်နှာတမျက်နှာမှာသူရေးခဲ့တယ်။ကျမကဆရာဝန်စီမှာစကားပြောတဲ့ဆင်ကြလို့ရှိရင် မေ့ဝါမှာဆိုလို့ ဘာတွေပြောရမလဲဆိုတဲ့ဟာကိုကျမရေးလာတယ်ဒါမှမဟုတ်ဆရာစီရမေးချင်တဲ့စကားလေးတွေကိုကျမရေးလာတယ်ရေးလာပြီးတော့ကျမအဲ့ဒါတွေစာရွက်ကြည့်ကြည့်ပြီးတော့ဆရာဝန်ကိုတင်ပြမယ်စာရွက်ကြည့်ကြည့်ပြီးတော့မေးမယ်ဒါဆိုရင်အဲ့ဒါမမေ့တော့ဘူးမလွတ်တော့ဘူးအဲ့တော့ကျွန်တော်အခုဒီမှာပြတဲ့ဟာလေးတွေကို screen shot ရိုက်ထားတာဖြစ်ဖြစ်စာရွက်ထဲမှာရေးထားတာဖြစ်ဖြစ်ရေးပြီးတော့ဆရာဝန်ကိုမေးပါလို့ပြောတာကိုတောင်းနေတဲ့ဆေးယူပါကိုအရင်ကုသထားတဲ့ဆေးုံတက်ထားတဲ့ဆေးမတန်နေယူပါအများကြီးကိုတော့အကျိုးရှိတယ် မမဆန်ကွာဆရာဝန်ကမေးမှာဘာဆေးခမရလောလောဆယ်တောင်းနေလဲလို့မေး။ကိုအဝါရောင်ဆေးတွေလို့အနီရောင်ဆေးလုံးတွေလို့အဝါရောင်အနီရောင်ဆေးတွေကအမျိုးတထောင်လောက်ရှိတယ်။အဲ့ဒါကိုအတွက်ထီအောင်တဲ့စကားမဟုတ်ဘူး။အဲ့တော့တောင်းနေတဲ့ဆေးတွေယူပါ။ကျွန်တော်တို့ဆေးမတန်နေယူပါ။နောက်အဖို့ခေါ်ပါ။ဆိုတော့ကိုကိုအဖေးမဖို့အတွက်အဖို့ခေါ်ပါ။ကိုသွားလာတဲ့နေရာမှာကိုအထိုင်ထားမှာအဖို့လိုအပ်လိမ့်မယ်။ဒါလည်းကြလို့ရှိရင်ကိုအင်ဂျင်ချွတ်တဲ့နေရာမှာဒါမဟုတ်ကိုရဲ့ ကိစ္စဟိုတခုခုစိတ်ထိုးတဲ့နေရာမှာအဖော်လိုအပ်လိမ့်ဆိုတော့အဲ့အဖော်ခေါ်ပါယောက်ျားဆိုလည်းအဖော်ခေါ်ပါမိန်းမဆိုလည်းအဖော်ခေါ်ပါဒါလည်းကြောင့်လို့ရှင်ကွာဒီစေကန်းသွားပြီးရောက်တဲ့အချိန်ညာပြန်တဲ့အချိန်ကြောင့်လို့ရှင်အားမရှိတော့တာမျိုးဖြစ်တယ်အဖော်လေးတယောက်ပါတယ်ဆိုရင်ကွာရဲ့ဖော်အများကြီးအားကိုးလို့ရဖြစ်နိုင်လို့ရှင်အနီးကမိသားစုဝင်တွေကခေါ်ပါသွေးချင်းမိသားစုဝင်တွေကခေါ်ပါနာမောကိုယ်အနီနာချင်းပတ်ဝန်းကျင်တွေဖြစ်ဖြစ်တငယ်ချင်းတွေဖြစ်ဖြစ်ကိုယ်အတွင်းစကားဖွင့်ပြောလို့အဲကြားသိလို့သူ့အတွက်ပြဿနာမရှိဘူးဆိုတဲ့လူကိုခေါ်ရတာပေါ့ကော ကျွန်တော်လိုမျိုးအဖို့ခေါ်ပါဒီပုံစံလေးနဲ့ကျွန်တော်ပြင်ဆင်ပြီးတော့ဆရာဝန်ကိုမေးမယ်ဆရာဝန်ကိုတင်ပြမယ်ဆိုရင်ကျွန်တော်ရဲ့ယောဂရှာဖွေရေးမှာအများကြီးအကျိုးရှိနိုင်မယ်ကျွန်တော်ယောဂကုသရေးကာကွယ်ရေးမှာလည်းပို့တအများကြီးအကျိုးရှိနိုင်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်နာမည်ဒေါက်တာဇလန်သူလို့ခေါ်ပါတယ်ဒီဗီဒီယိုကကိုမိသားစုမိတ်ဆွေတွေအတွက်အကျိုးရှိနိုင်မယ်ဆိုရင် like and share and subscribe ကလပ်လေးနေထားပြပါအောင်နော်နောက်ပါဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံး have a good day bye bye